ပြီးတော့ဟလာသီလဝန္တဆိုတဲ့မင်းသီလနဲ့ပတ်သက်တဲ့ဟလာဗာလဲကျန်အောင်ခဲ့တာဗာလဲဒီမှာပဲအာကုန်ဖြေခဲ့တာအဲဗာဒီမှာအာကုန်ဖြေခဲ့အဲတော့ဝီနီအပိဓမာဆိုလို့ပဲအဲဒီဝီနီဘိုင်းမှာဗာဒီမောက်ကိုအာကုန်ပြန်ပြီးတော့အာကုန်ဖြေခဲ့တယ်ဆိုတာတော်တော့ညံလဲမဟုတ်တော်တော့စေနာလဲမဟုတ်ဘူးနောက်ပြီးရောက်တဲ့အရာကစကားရင်းနဲ့ရောက်တဲ့အရာကဘာသာတွေကိုသိလို့အခုအရှင်များလဲအမြဲတမ်းလေ့လာနေတာကိုတွေ့ရတဲ့အတွက် အထူးလဲဝမ်းသာတယ်။အကြောင်းအတွက်လည်းအကျိုးများလိမ့်မယ်။အရှင်များဟာဘယ်နေရာရောက်ရောက်သူတော်ကောင်းတယောက်အနေနဲ့အမြဲတမ်းလုံနိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်လေ။မှန်ပါဗျာ။ကျူလည်းကျူစားပါ။မှန်ပါ။အဲ့တော့အခုဆိုရင်လည်းတပည့်တော်ရှင်များတော့တနင်္ဂနွေ45လောက်ရှိပြီ။နောက်ထပ်ကောဗာလီမန်ပြောကြရဆန္ဒရှိသေးတယ်လေ။ ရှိတော့ရှိပါတယ်ဗျာအရှိကြီးဖြစ်နေလို့ဒီပြီးတော့ဟုတ်တယ်တစ်ခုပြီးတစ်ခုပြောကြည့်ပေါ့အဲ့ဒီကပဲရောက်လောက်ကလေးယူသွားတာပေါ့ရှိကြီးဖြစ်နေလေဖြစ်နေသုံးမစားလည်းကိစ္စမျိုးတပြီးတော့ဒါအများအတွက်တန်ဖိုးရှိမှဆိုတော့လုတ်လုတ်တဲ့ဘုံကြီးပါရှိကြီးပါအင်းဘဝရဲ့တမိုင်းကြောင်းနေပင်လယ်အတွေ့အကြုံဆိုလို့ပင်လယ်အတွေ့အကြုံတွေအများကြီးပင်လယ်အတွေ့အကြုံနဲ့ရေးကျင်တဲ့စာရေးစရာတွေဆိုလို့ရှိရင်ပင်လယ်အတွေ့အကြုံက2ဥ3ဥစာတော့ရှိတယ် စစ်သားဘဝရဲ့တိုက်ပွဲအတွေ့အကြုံနဲ့ရည်ကျင်နေဆိုလို့ရှိရင်တိုက်ပွဲအတွေ့အကြုံတွေလည်းနှဲဦးသုံးစားတော့ရှိတယ်။ဇက်ကပြောနေလို့မရမနဲ့အရှင်မြတ်သာမှတ်ထားမယ်ဆိုတော့နောက်တစ်ခေါက်ထပ်ပြီးအင်တာဗျူးကြတာပေါ့။မှန်ပါဗျာ။နော်။မှန်ပါဗျာ။အဲ့တို့လည်းရှင်မြတ်မှတ်တမ်းလေးရေလောက်ထားလိမ့်။ပြီးတော့ကျမဗျာဒီပြောနှုတ်ကလေးထုတ်ထားပဲ။အေးခုနပြောလို့ပေါ့။ဩစာရေးစရာရည်တဲ့စာအုပ်ထဲကဇလန်းမှုပဲ။ဒီမှာခံစားသူကိုယ်တိုင်ပြောတဲ့ဘဝတွေကဇလန်းအဲ့ဒါလေးကိုပြောကြတာပေါ့။ အခုလားဒီပြီးတော့နောက်ဆုံးတစ်ခုဒီပြီးတော့သုံးသပ်ကြည့်တာပါနော်အေးပြောကြည့်ပါဆာကြောင်းတဲ့ဆာအုပ်ဆာရေးဆရာနဲ့ဆိုရဲပတ်တယ်ဆာရေးဆရာမြတ်တန်းတင်ရေးခဲ့တာဒါသာပြန်ခဲ့တဲ့ဓာတ်တောင်ကိုကြော်ရေးမိပင်လေကိုဖြတ်မိဆိုရဲဆာအုပ်อืมอืมอืมဒါအားလုံးကောင်းရတယ်လို့ပြောကြတယ်မှန်ပါတယ်ကောင်းပါတယ်ပင်လေထဲမှာနေခဲ့တယ်မှန်ပါတယ်ဗျာပင်လေကျွန်းမှာလက်ခံတယ်ဗျာနောက်ဆုံးဇတ်သိမ်းပိုင်းမှာငမန်းတွေကကျွန်းရဲ့ရေရင်တော့ဒီရတော်တွေကငမန်းတွေဝင်လာလို့ပြောတယ်ငမန်းတွေမိဒီမှာအဲ့လိုအုပ်စုဖွဲ့ပြီးတော့ဒီရတော်တွေကိုမဝင်ဘူးဗျာမဝင်ဘူး လမ်းမပြီးရောက်ရတဲ့အကောင်တွေကအများဆုံးဆိုလို့ရှိရင်ပေါင်လုံးတော့ဆရာတော်ပေါင်လုံးတော့ပဲရှိတယ်။လမ်းမပြီးခါလီတင်ကြံခဲ့တာဒီတော်ထဲမှာရေတဲတဲ့ချိန်ပါလာတယ်။တကောင်းမကောင်း။ဘာလို့သူတို့ကရေရေနဲ့ပတ်မှနေတဲ့တတဝါကြီးဗျာ။လူသားစငမန်းဆိုတာအဲ့ဒါတွေကြောတွေပေါ့ဗျာ။အေးပေါ့ကြော။ကြော။ငမန်းပေါက်ကလေး။အဲ့ဒီကျောခုနကပြောတဲ့ အာဒီတော့ဒီလေးတက်နေပြီဟိုကုတန်ကြောင်းလားဘာလို့လဲတော့မှန်ပြပါဘောမိကိုဗျာဟုတ်ပါလေတန်ကြောင်းအဲနောက်ဆုံးအသိပိုင်းလေးကိုပဲဒီပြီးချုပ်တာอืมๆๆဒါပေမဲ့ရှစ်ပိုင်းนี่ကောင်းပါတယ်ဗျာအဲ့ဒီအချုပ်မှာပင်လယ်ကြောင်းကိုနားမလဲတဲ့အတွက်ဒီတော့ငမန်းนี่ဝင်လာတယ်ဗျာငမန်းအဲ့လိုမဝင်ဘူးဗျာအဲ့ဘာပင်လယ်ဆိုတော့လူတွေစိတ်ဝင်စားအောင်ဒီလိုလဲဒါပေမဲ့ဟိုဇလန်းကြီးအလိန်ကြီးတကယ်ရဲ့တကယ်ရဲ့ ဖြစ်စဉ်ရဖြစ်ဒီကောင်မဟုတ်ဘူးဖြစ်စဉ်ရလို့ရှင်ငမန်းဝင်လို့မရဘူးဝင်ရင်လမ်းမကြီးဝင်လို့ရှင်တကောင်ဆရာတော့ပေါင်လုံးတော့ဒီပြည့်တော့ပေါင်လုံးတော့ပဲဒီလောက်ကြီးလည်းတတ်စရာမရှိဘူးအဲ့လောက်ကြီးလည်းတတ်စရာမရှိဘူးကိုအမှန်တမ်းဟိုဒါတကယ်တော့ကြော်ရေးမိပင်လေးကိုဖြတ်မိမြတ်တန်းနဲ့ရေးတာလုံးဝမှားနေတယ်မှားတယ်လို့ပြောဒီပြည့်တော့တိကျဒီလိုတိကျပြောတယ်တိကျဝေဖန်တယ်ဒါအရင်တော့လည်းဝေဖန်တယ်တော့သေသွားပြီနဲ့တူဝေဖန်မှလည်းဒါသူ့ရဲ့ဟိုလေဒီဟိုလေနောက်ထပ်တခြားသောဆရာဆရာကြီးဆရာများပါ냐လဲမြူးစစ်တွေပါတယ် နောက်ပြကြပြန်ဆက်ပြီးမှဖုန်းကြီးမယ်အင်တာဗျူးရလိမ့်မယ်ပြီးသေးလို့နော်မှန်ပါဗျာအင်းအင်းအင်းဒါတတိယတော့အတိအကျဝေပန်လေအင်း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 ဒါလည်းခုလည်းဝေပန်ရင်ရှိမှတို့တယ်မဟုတ်ရှင်မရလဲလေးလဲလေးလာတော့ကိုကပင်လဲလဲကြွနေငယ်ပင်လဲကြွနေတယ်ဆိုတော့အဲ့ဒီဥစ္စာကြီးကတပြီးတော့ဘုံဝင်မကြဘူးတော်တော်နာမည်ကြီးခဲ့တာရုပ်ရှင်တွေလည်းတော်တော်နာမည်ကြီးခဲ့တဲ့ဝတ္ထုဤတဘောပဲအေးပါအေးပါအေးပါဝတ္ထုဖြစ်နေတဲ့နာမည်ကြီးတယ်ရုပ်ရှင်တွေလည်းဘာသာပြန်ဆိုတော့သူ့အနေနဲ့တော့ဘာသာပြန်နေက ဇလန်းအရာဟိုဘက်ကမြန်မာနိုင်ငံမဲ့မဟုတ်ဘဲဟိုဘက်သူလည်းပြင်လည်းပြမှာပေါ့လေမပြင်နိုင်ဘူးဗျာဟုတ်မဟုတ်ပြင်နိုင်ဘူးလားဒီတော်ရုံငမန်းငမန်းရဲ့မျိုးစိတ်ငမန်းတပါတော့ဒီလိုကောင်းကောင်းသိတယ်ဟုတ်တခါတလေရောင်ရောင်မမနဲ့ဝင်လာတဲ့ကောင်တွေကအများကြီးမဟုတ်ဘူးဗျာရတော့ပေါင်လုံးတော့ခြေလုံးတော့ပေါ့ပေါ့ပေါ့အဲ့ကောင်လေးတွေကနှစ်ပိတာ50 3ပိတာတွေအင်းအင်းအင်းအဲ့ဒီတော့တကောင်ဝင်လာလို့ရှိရင်တော့အဲ့နားကမှခယူးရှာဟိုတဲ့ နားရှာရတဲ့မှာမိမတွေလက်ချက်နဲ့ပဲသွားကားသွားတာခောက်ပြီးအဲဒီကောင်ပြီးလို့မလို့ပြေးကြပါပြီရေးကြပါတော့တဲဟောမှလူးနေပြီအဲရေစတာအိုင်လေးတွေမှာပဲအဲ့မှာတင်အမိမတွေခယူးရှာနားရှာတဲ့မိမတွေတွေ့ပြီးဝိုင်းပြောတော့ထုထဲတိုင်းအဲကောင်အဲ့တော့အရှင်မြတ်စစ်သားဖြစ်လို့လားခုနဟိုအိန္ဒိယဘက်ကရောက်တယ်လို့ခုနပြောသေးတယ်တခါအဲ့ဒါတက်ကထွက်ပြီးမှဗျာအဲဒီပြီးတော့အဖိုးတွေကမဏိပူမှာရှိတယ်သူတို့အမျိုးတွေအဖိုးရဲ့အမျိုးတွေအဖိုးရဲ့ညီကောင်မှာဩ မနစ်ပူမှာဆရာအားရမဒီချိန်ဆရာအရင်မှာတားချမယ်နော်နေ့ဆိုရင်ကြောခွင်းအောင်ဘူးညရီချမယ်မနစ်ပူမှာအရှင်မြတ်ဆိုရင်လူဘဝမှာဟိုနိုင်ငံပဲနိုင်ငံလောက်ရောက်ခဲ့ရလဲဒီလိုရောက်ခဲ့တာပပူအန်ယူဂီနီအင်းပပူအန်ယူဂီနီအင်းဘရူနိုင်းအင်းဆာလုံးဟောအဲ့ဒါတွေဟိုကမ္ဘာကမ္ဘာနဲ့တွဲတယ်ဒါရောက်တယ်ရောက်လဲရောက်တယ်တက်လဲလဲတယ်ပေါ့တက်လဲလဲတယ်ဒါပဲပေါ့အဲအဲပြည်စင်အော်စီစကတက်လို့ရတယ် ထိုင်းမှာတော့73နှစ်လောက်နေထိုင်းမှာတော့73နှစ်လောက်72နှစ်ကျော်73နှစ်ဘူးအင်းအင်းအင်းအဲပထမတော့ကောဆန်းလုပ်တယ်ကောဆန်းရင်နောက်ဒေါက်ဆော့ကတော့ပြန်လာတဲ့အထိကိုနှဆောင်ကားမောင်းတာမို့ကားမောင်းတာပူပစက်ရလို့လားမဟုတ်ပြိုင်ပစက်ပူရတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့နောက်ပဲဆွဲရရှင်ရဲ့အလုပ်ကလုံငတ်ရှင်ရဲ့သဘောတရားလည်းပဲပြီးတော့ဆွဲဆွဲမေးမောင်းလာတဲ့ခါကျတော့ကိုဒီလုပ်ပဲစိတ်ဝင်စားသွားတယ်အင်းစိတ်ဝင်စားသွားတယ် အမှန်တော့ထိုင်းစကားလဲကျွမ်းနေရဲနေတယ်ဒီမှာဒီမှာဒီမှာအဲ့အဲ့ဒီဘောအဲ့ဒီဘောလဲပါလေခါမောင်းတတ်တော့အလုံးကဒီမှာကင်းနာဘောထိုင်းစကားလဲကျွမ်းကျင်နေဆိုတော့လေဒီပြတို့တတိယလဲဆရာတော်လူပဲဗျာမူနိုင်လို့ပြောလိုက်အကုန်ပြီးတယ်ဒါအဲ့လိုမျိုးဆိုတော့ဒီပြလိုင်စင်မရှိဘူးမောင်းနေဒါအဲ့လိုမျိုးပါလေ ကောင်းပါပြီနေအောင်ကြီးလဲကြလာပြီဆက်နိုင်လဲဆက်နိုင်လဲစွန်းစားခြင်းလဲနီးပြီဆိုတော့ရှင်မနဲ့နောက်ဆုံးဗမာအမတ်တရားပြောခြင်းတွေလဲပြောပါဦးပြောကြတဲ့ကားတော့အခုနေတာအခုလက်ရှိအခုလက်ရှိနေတာသိမ့်မယ်ဆိုရင်တော့ပြောကြမှရှိပါဘူးဗျာဒါပေမဲ့နောက်ပိုင်းဆိုရင်တော့လဲနောက်ပိုင်းဒီပြီးတော့နှုတ်ကလေးထုတ်ထားပြီးတော့ဒီလိုပြပြပါမယ်ဒီကနေ့ရှင်မနဲ့တွေ့ဆုံကောင်းဆင်ပြီးမယ်ဆိုဘယ်ကောင်းဆင်ပြရမလဲ တပိတော့လူတစ်ခုလုံးမယ်ဆိုလို့ရှိရင်ကျူတီမီစင်းသားတယ်ဗျဒီလန်ကီသွားမယ်ဆိုอืมတွားပြီးတော့ငါမှားမယ်ဆိုလို့ရှိရင်မှားမယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်ချလိုက်တယ်ငါကိုဆုံးဖြတ်ချက်ချပြီးတော့ဒီလန်ကီရှောက်မယ်ဆိုလို့ရှိရင်မှားနေပြီဒီပြီတော့ပြန်မဆုတ်တတ်ဘူးဗျာဒါပေမဲ့မတွားခင်မတွုတ်ခင်မှာဒီပြီတော့စဉ်းစားတယ်ငါဒီလန်ကိုယူရင်ကောင်းမလားမကောင်းဘူးလားဒီပြီတော့နောက်သားမရတတ်ဘူးအခုချိန်ဒီလေဒီပြီတော့နောက်သားမရဘူးကောင်းပါလေဟုတ်ပါအဲ့လိုဟိုရင်းပေါ့ နောင်နောင်မြတ်တော့လူမိုက်ကြီးလိုပဲပြောလိုက်ပါဗျာอืมอืมဟုတ်ပြောပြီနောင်နောင်မြတ်လူမိုက်တယောက်အကြောင်းဓမ္မလူမိုက်တယောက်အကြောင်းပါဗျာကောင်းပါပြီဒီလိုဆိုရင်တပည့်တော်ဒီလောက်နဲ့အနေနဲ့ခံတောင်းဒီမှာအခုဆိုရင်ဥစဉ်ဘောရကွင်ဆရာတော်ကနောင်တမ်းမြတ်တဲ့လူမိုက်ကြီးတယောက်အကြောင်းကိုအင်တာဗျူးရင်းနဲ့နောက်ထပ်သူနဲ့လည်းထပ်တွေ့ကျင်တယ်လို့ဥစဉ်เจ้าမှာကိုရင်ကြီးဖြစ်တော်လဲအသိဉာဏ်အတွေ့အကြုံအဲစာပေနဲ့အဲပညာမှာအားကိုးရတယ်သူကိုယ်တိုင်တောင်ဟိုဝင်းငယ်တဆောင်ကိုဘာသာပုံပေါင်းအလွတ်ပြန့်နေဆိုသလိုပဲ 哎、你为你為呢不赚赚钱咯，讲话过日子，把妈啊妈满头秀白咯，上小岁钱呢，都还养不平那 unk, bring, 点的宝贝，亲细血脉，真妈呢不养妈。我在街上呢最近叫大男人对，超半撇的路掉着，撇哪里嘛？为你撇撇，哎，路也撇撇，上小呢，读小人呢，有些伢子可怜的路，哎，我们不是有朋友说拉拉垃圾拿走，一拉下来要，哎，不是我拉嘛，是吧，都免的。 စိတ်တဲ့သူနှလုံးသားလေးကိုဖန်ဆားပြီးတော့ခေါ်ခဲ့တာအခုတော့လဲတွေ့လာတဲ့အခါမှာသူ့ဘဝသမိုင်းကြောင်းကောင်းดีမကောင်းดีဥစဉ်နဲ့မဆိုင်ဘူးဥစဉ်အနေနဲ့တော့ရဟန်းတစ်ပါးကိုရင်တစ်ပါးအနေနဲ့တာနာကိုချိမှတ်နိုးပြီးတော့တာနာကိုစောင့်ရှောက်ပြီးအဲတာနာအတွက်လုံမြောက်တဲ့လူသားတယောက်ဖြစ်ပါစေလို့ဆန္ဒပြုရင်ဥစဉ်ဘုရားကိုရင်နဲ့အခုလိုမှတ်တမ်းတင်အင်တာဗျူးလိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအေးမြချမ်းသာရှိပါစေတာရုပ်ပါခင်ဗျာ နောက်များလဲဆက်လက်ကြည့်ဝင်ဦးဇင်ဘောရကွင်ဆရာတော်သူ့ရဲ့မှတ်တမ်းလေးတွေအဲတမိုင်းဝင်တဲ့ဘဝဖြစ်စဉ်လေးတွေကိုလည်းအများသိအောင်ချပြတာအများအတွက်တင်ပြပေးပါမူမယ်လို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်။ကွင်ကြီးကိုလည်းသိဝင်စားလို့ဇာရေးစရာဇာရေးဖို့ကုန်ချမ်းနေပါလေလို့ဆိုရင်ကွင်ကြီးကိုလာပြီးတော့ဆွေးနွေးနိုင်ပါတယ်။ကွင်ကြီးရဲ့ဖုန်းနံပါတ်က39 6464 ၄တုံည၆တုံညဖြစ်ပါတယ်။မင်္ဂလာပါ။ဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းဟိုခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်။နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင်ဆောင်ရွက်မည်။သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရှက်ဖြည့်ဆည်းသူများကိုဖော်ထုတ်ကာစီကာဝယ်မည်။ လေမိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ